ကျွန်တော်တို့ရဲ့ channel ကိုကြည့်ရှုအပ်ပေးနေကြတဲ့ဗိုက်သားများအားလုံးနဲ့မင်္ဂလာပါခင်ဗျာကျွန်တော်စစ်တဲ့နဲ့ပတ်သက်ပြီးတော့ဥပမာအဖြစ်အဲခလာ25တို့နော်အနောက်ထပ်ဒီပေါ့စစ်တက်မှာအဲဘယ်လိုခေါ်မလဲစာချုပ်ပြည့်ရသားနဲ့နော်စာချုပ်ပြည့်ရသားနဲ့မထွက်ရတဲ့စစ်တီတွေရှိတယ်နော်အဲနောက်ဘယ်လိုခေါ်မလဲခလာ25မှာလည်းဒါမျိုးပေါ့တယောက်နဲ့တယောက်နဲ့ဒါမျိုးမတရားမှုတွေရှိတယ် ကျွန်တော်ပြောပြီးသွားရင်နိုင်ငံတော်မှာစစ်တပ်နဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့အားလုံးချုပ်ကုန်သိတယ်နော်ကျွန်တော်သိထားတာအများကြီးပဲသိထားတဲ့အသည့်တွေအားလုံး data တွေချက်လိုက်လို့ဆိုထားပြီးသားတို့ပါတော့လည်းပဲကျွန်တော်ဘာကြောင့်မို့လို့မပြောတယ်မပြောဘူးဆိုတာကမတရားမှုမဖြစ်ဘူးအနိုင်မကျင့်ဘူးဆိုလို့ရှိရင်ကျွန်တော်မပြောဘူးမနိုင်အနိုင်ကျင့်မှုတွေမဖြစ်နိုင်မကျင့်ပါဘူးပြောအဲ့တော့ခလာ15ပုံစံတအားအနိုင်ကျင့်မှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရက်တည်ပေးတာကလည်းစစ်သားဘက်ကပဲရက်တည်ပေးတာနော် စစ်သားဘက်ကပဲယက်တယ်စစ်တီလင်မယားဘက်ကပဲယက်တီသေးပေးတာအဲ့တော့စစ်သားဘက်ကယက်တီပေးကြတက်မတော်ဘက်ကယက်တီပေးခြင်းပဲယက်တီပြီးတော့အမှန်ကိုအမှန်တိုင်းအရှိကိုအရှိတိုင်းဖြစ်ရအောင်လို့ပြောပြတာဟာကျွန်တော်ကစစ်တပ်တွေကိုသွေးခွဲတာလေလားဟုတ်လားဒါမျိုးအနိုင်ကျင့်မှုတွေကိုခင်ဗျားတို့ခင်ဗျားတို့သူတို့နေရာမှာခံစားကြည့်စမ်းဒီမိသားစုနေရာမှာခံစားကြည့်စမ်းအဲ့တော့ကျွန်တော်တို့ကိုမောင်မောင်ရဲ့လို့ဖြစ်လာတာဒီလို perform ယူတာဒါကြီးလုပ်ဖို့ဘောမဘုံမဟုတ်ဘူးနော်ဘောမဘုံမဟုတ်ဘူးအာဖာရနေဖာရလောက်အောင်လဲကျွန်တော်တို့မှာအစဉ်တန်းမရှိဘူးနော်ကျွန်တော်တို့စဉ်တန်းက ကျွန်တော်တို့ကကျွန်တော်ရက်တည်နိုင်တယ်ကျွန်တော်တို့ရဲ့ဒီဘယ်တော့မှဆိုတော့ရက်တည်ချက်ကကိုယ်တိုင်ရက်တည်မှုကိုယ်တိုင်ရှာဖွေစားတောက်ပြီးတော့ရက်တည်တာဖြစ်တယ်ဘယ်သူတူတူတယောက်ရဲ့သုံးလက်ဆောင်ထဲမှာရှင်သန်နေရတူမဟုတ်ဘူးဘယ်မျက်နှာမှာကြည့်ပြီးရှင်သန်နေရတူမဟုတ်အဲ့တော့ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်အဲကျွန်တော်တို့ရဲ့ရည်ချင်းကျွန်တော်တို့ရဲ့ရက်တည်ချက်ကအမှန်တရားအတွက်မတရားမှုအတွက်ကျွန်တော်တို့ဝေရောက်ပြီးရက်တည်ပေးတာရက်တည်ပေးတဲ့အတွက်ကြောင့်ခလာဆန်ကားကိစ္စကကျွန်တော်ဝင်ရောက်ရက်တည်ပေးတာဖြစ်တယ်အဲဟုတ်ဥမာဒီမနေ့ကကျွန်တော်ပြောသလိုမျိုးဒီပေါ့ အဲစစ်တပ်မှာစစ်တီတယ်စာချုပ်ပြည့်ရတာလည်းမထွက်ဘူးအဲ့ဒါကဘသူကောင်းဖို့အတွက်ချုပ်ပြောပေးတာလဲခင်ဗျဒီလောက်လေးတော့မှအသိဉာဏ်မရှိကြအောင်လားချုပ်ကောင်းမေးချင်တာဟာစစ်သားတွေရဲ့တစ္ဆာရှိမှုကိုလိုချင်ကိုကစစ်သားတွေပေါ်တစ္ဆာရှိတာတစ္ဆာတရားဆိုအပြန်လန်းเนาะတစ်ဖက်တည်းကတစ္ဆာရှိလို့မရဘူးအဲ့တော့ကျွန်တော်ကြည့်လိုက်တယ်ဒီကိစ္စကစစ်တပ်ရဲ့လှုပ်ထုံးလုပ်ပြီးမှမပါဘူးစစ်တပ်လှုပ်ထုံးလုပ်ပြီးကိုကြော်နေတယ်စစ်တပ်ရဲ့ဒီနေဥပဒေတွေ စာချုပ်တွေအတိုင်းမသွားဘူးအဲ့တော့ကျွန်တော်ကစစ်တပ်နဲ့ရက်တီတာစစ်တပ်နဲ့ရက်တီရဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကဒီရက်တီချက်အတိုင်းကျွန်တော်ပြောတာကျွန်တော်ကဘယ်ຢာတူးຢာခံနေနဲ့ရက်တီနေရမှာမဟုတ်ဘူးထားပါတော့ဒီကိစ္စမှာကြည့်မယ်ဆိုရင်စစ်တပ်နဲ့ရက်တီရယ်ဆိုရင်ဘယ်အောင်ကြည့်ရလဲစစ်တပ်ရဲ့ဥပဒေတွေလုံထုံးလုံနေတယ်နော်အခြေအနေတွေကိုကြည့်ရမယ်အဲ့တော့စစ်တီတွေကမခေါ်မစောထောင်ကြပါဗျာထောင်စစ်ပြေးတွေဆိုတဲ့ခါကျတော့တို့နေစုံနှစ်နှစ်သုံးနှစ်လောက်ထောင်ကြတတ်ပါလား ထောင်ချတဲ့ခါကျထောင်လဲရောက်တယ်ထောင်လဲရောက်တဲ့ခါကျတော့တနစ်လောက်ကလည်းထောင်ကထောင်တန်းတနစ်ရှိတယ်ဒီဒါပေမဲ့လည်းသူတို့မေးတယ်မင်းတို့နောက်တနစ်မှာထောင်ထဲမှာနေမလားစစ်တိုင်မလားအဲစစ်တိုင်ပဲဆိုစာချုပ်ချုပ်နော်တနစ်တနစ်စာချုပ်နဲ့သွားသွားမဲ့သူရှိတယ်သုံးနှစ်စာချုပ်နဲ့သွားမဲ့သူရှိတယ်ဟုတ်ပြီတနစ်စာချုပ်သမားတွေမင်းတို့မွန်းမှန်တလာတက်မယ်တက်ပြီးမင်းတို့အကုန်လုံးအဲဘယ်လိုခေါ်မလဲအဲဘယ်လိုမင်းတို့လည်းမွန်းမှန်တက်ပြီးတော့လို့ရှိရင်ကတနစ် တက်ပြီးဆိုငကိုတွေက6လတို့4လတို့ကသူတို့တင်တဲ့အတက်ထားပြီးသားဖြစ်တယ်လေစစ်သားဟောင်းလည်းဖြစ်တဲ့ခါကျမွန်းမှန်လေးတင်ပေးတင်ပေးလိုက်ရပြီအဲ့တော့ကောင်းနေ အဲ့ဒီအဲ့ဒီစစ်တီဟောင်းတွေကစစ်ပြေးတွေပေါ့ဗျာစစ်ပြေးတွေကအဲစစ်ပြေးတွေကသွားတိုက်ပေးတယ်နော်သွားတိုက်ပေးတယ်သူတို့တလားစာချုပ်အေးတလားစာချုပ်ပြီးမင်းတို့အိမ်ပြန်မင်းတို့လွတ်မြောက်ပြီအာစစ်သားကစစ်သားဆိုတဲ့အမျိုးဟာဒါပြီးအိမ်ပြန်ရမယ်ဒါဟာလို့ဆိုတော့တပွဲလူသမားတွေတိတ်ဆွမ်းတာနော်ခင်ဗျားတို့စစ်သားတွေစိတ်တော့ခင်ဗျားတို့မသိဘူးနော်ဟုတ်ကွာအီယေ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 ာပြေကွင်းလို့ဆန့်နေကြတယ်စစ်သားတွေအခုဘယ်လိုခေါ်မလဲဆိုတော့ရေးချင်းမဲ့တယ်ဖြစ်နေတာစစ်သားများဟဲ့အောင်မင်းဒီစကန်းကုန်ပြီမင်းတို့အိမ်ပြန်ရမယ်ဆိုလို့ရှိရင်အသေးချေတိုက်တာအဲ့တော့ တနစ်စာချုပ်သမားတွေကအသေးကြေပေါ့ဗျာကောလင်းမျိုးဒီတော့တပုံသိမ်းသွားတာတပုံလက်ထက်ကပြန်ရအောင်တိုက်ခဲ့ကောလင်းဝင်းတို့အဲ့ပါချမ်းနေမှာနော်တပုံလက်ထက်ကပြန်ရအောင်တိုက်ခဲ့တာအဲ့ရောက်နေစိတ်သက်ပြင်းပြင်းနဲ့တိုက်ခဲ့တာသူတို့တနစ်ကိုတာဝန်ချေသွားပြီတာဝန်ချေသွားရင်သူသစ္စာရှိရင်ကိုကသစ္စာရှိရမယ်အဲ့တော့အောက်ခြေမှာစက်သားတွေစိတ်သက်ပြက်စတာပြက်ပြားတာဟလာဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အဲလန်နာချမ်းကြီးကြုံနေတာเนาะဒါမျိုးတွေဖြစ်နေတယ်ဆိုတာမျိုးဟာစစ်တပ်ကိုပေးဆက်လို့ချင်းစိတ်ပေါ့ဗျာမရှိတာပဲဟိုတုန်းက ဘယ်လိုခေါ်မလဲကျွန်တော်သူများပြောတာကြားဘူးလားပါနော်အဲဘယ်လိုခေါ်မလဲဒီတက်မလို့ဒီအဆွန်ရှိပါသေးရောလက်ပစ်ပုံးနှလုံးကိုကင်ပြီးဩကြားဘူးလားမဟုတ်ရဲဘော်တက်ရှိအမရခိုင်ပြည်နယ်မှာအေးဘယ်လိုခေါ်မလဲအေးဒီအေးနိုင်ငံယူသဘုံတိုက်ပါလဲအချိန်တုန်းကဆိုလက်ပစ်ပုံးနှလုံးကိုကင်ပြီးတော့တဘောကဝင်လုံးသွားတာဒါပြီးရင်အိမ်ပြန်ရမယ်ဆိုတော့နော်စိတ်တက်နေတက်မလို့ပေါ်သစ္စာရှိတယ်ဒီအဖွဲသားပေါ်သစ္စာရှိတယ်ငါလို့ခေါ်မလဲကြောက်ဆုံးလေပြီးတော့တက်မတော်သားတို့ဒီတစ္ဆာကိုစောင့်တည်ယူသေးပါမင်းဆိုတော့ဒါဆောင်ပုတ်အတိုင်းပဲသူဒီ တမုံငွေလုံးပြီးတော့ကိုကဲသူရေးမေးလိုက်တယ်နော်ရေးမေးလိုက်တက်မလို့တာဒီလိုမျိုးပင်းဆက်ခြင်းစိတ်သစ္စာရှိခြင်းနဲ့စိတ်ဖြစ်ဖို့တက်မလို့ကလည်းပြန်သစ္စာရှိရမယ်လေဟုတ်တယ်မလားတက်မလို့ကအဲ့ဘယ်ကောင်လဲအခုစာချုပ်ကဒီလောက်ရှိတယ်ဒီစာချုပ်ကိုကြော်လွန်ပြီးတော့အခုဆိုရင်အဲ့တော့အိုက်စစ်တီတွေကစစ်လက်မတိုက်တော့အခုဥမာပြဿနာဖြစ်နေတယ်အဲ့တော့ကြာလိုက်ပါဘုသူတက်မကောင်းလားတက်မလို့တက်မကောင်းဘူးဗိုလ်ချုပ်တွေလည်းကောင်းရင်ကောင်းနိုင်မယ်နော်ဥမင်းအွန်လိုင်းတွေကောင်းရင်ကောင်းနိုင်မယ်ဟုတ်လားဒါပေမဲ့တက်မလို့တက်မကောင်းတက်မလို့တက်ရေရှည်ကျိုးစီးပွားတက်မကောင်းဘူး နော်စစ်တီတူတက်မကောင်းဘူးအဲ့တော့ကျွန်တော်ကဒါကိုပြောလို့ရှိရင်တက်မတော်ကိုကျွန်တော်သစ္စာရှိရာရောက်ပါမလားခင်ဗျားတို့လိုဘောမဘောမဘောဖိပြီးတော့တင်မလားအဲကျွန်တော်တို့အာဝိုင်းဖုံမေးအဖအကောင်းပါတယ်အဖဟာလာစစ်တက်ကြီးကောင်းပါတယ်အဖဆိုလည်းပေါ်ပြီးတော့မှခင်ဗျားတို့အဆင့်ကိုကျွန်တော်တို့နားလေတယ်ခင်ဗျားတို့အဆင့်ကအဲ့မှာပဲရှိတယ်အဲ့ဒါကြော်ပြီးစဉ်းစားနိုင်တဲ့အတွေ့အခေါ်မရှိဘူးအဲ့တော့အဲ့ဒါကြောင့်မို့လဲကျွန်တော်မြန်မာနိုင်ငံအများကြီးကြောက်ခဲ့တင်အောင်မယ်ဆိုကျွန်တော်ပြောပြတာပါအဲ့တော့ဒါကျွန်တော်မပြောပေးသေးဘူးအခု၃နှစ်တပားတွေကစိတ်တက်ကြပြီးတော့အခုမလုပ်ချင်တော့ဘူး အဲ့ကိစ္စမှားလားမှန်လားသိချင်လို့ရှိရင်ကျွန်တော်ကအဲ့ဒါပြောပြီးတော့ပိုင်းမှာလက်တွေ့ကြကြသမားတွေအောင်မှာကျွန်တော်ဆက်ဆိုဟာတဲ့အကိုကဒီမိုင်းနဲ့ခင်ဗျားတော့ဖင်လန်ကနေမြန်မာပြည်ကိုပြန်မလာနဲ့တော့ခင်ဗျားတော့တကယ်ဒုက္ခပေးလိုက်ပြီတဲ့ဆိုလိုတာဆိုလိုတာအမှန်တရားကြီးကိုဖော်ထုတ်လိုက်ပြီဗျာနော်အဲ့တော့ဆိုလိုချင်တယ်ဒါကျွန်တော်စစ်တပ်ပေါ်သစ္စာရှိတာနော်ခင်ဗျားတို့ကအဘဘောသစ္စာရှိတာအဘဘောသစ္စာရှိတာနဲ့စစ်တပ်ပေါ်သစ္စာရှိတာကမတူဘူးအဲ့တော့ခင်ဗျားတို့အဘအပေါ်မှာသစ္စာရှိတဲ့သူတွေအားလုံးကို ခင်ဗျားတို့ဖြစ်တည်မှုကိုကျွန်တော်နားလည်တယ်လို့ပြောပြီးသွားပြီနော်ခင်ဗျားတို့မှဒီအစ်စ်မဲရှိတယ်ခင်ဗျားတို့အားကြောင့်မို့လို့ဟိုကျွန်တော်ခင်ဗျားတို့အဲ့ဒီအဘဘောသစ္စာရှိတဲ့အုပ်စုနဲ့ကျွန်တော်တိတ်ပြီးတော့ပတ်သက်လို့မရှိဘူးနော်ပတ်သက်လို့မရှိပါဘူးမင်္ဂလာပါတဲ့ရွှေမန်းညီကအားပေးနေပါလေတမလို့အဆုံးရှိကောင်းတယ်ဖန်ခံမယ်တော့အမှန်နဲ့ပြောနေတယ်ဟုတ်ကဲ့ပါဘာတတ်နိုင်မှာဗျာဖန်တော့လည်းခံရမှာပါဟုတ်လားကဲဒီကောင်မောင်မများ အဲ့တော့ဒီနေ့တည်တည်ချာချာဒါပြောပြခြင်းเนาะအဲ့တော့ယင်းစုစီဆိုတော့တော့နားလည်ကြပါအောင်ဗျာကျွန်တော်တို့နိုင်ငံကြီးလုပ်မယ်နိုင်ငံကြီးပြောမယ်ဆိုတဲ့သူတွေအားလုံးเนาะနိုင်ငံအတွက်ကဝိုင်းတင်မယ်ဆိုတာမရှိဘူးဝိုင်းပြီးတော့နေပိမ့်မယ်စိမ့်ပိမ့်မယ်ဆိုတော့အခင်ဗျားတို့ကြုံသက်ရှင်မယ်เนาะခင်ဗျားတို့ကျွန်တော်ပြောပြရမလားဒီနိုင်ငံမှာအယူတွေပေါ်တယ်ဘာယူလဲဆိုရှင်တမနာယူဒေါ်စုကြည်နဲ့ဦးမင်းအောင်တမနာယူတယ်အတေယူတယ်เนาะနောက်ထပ်ဘယ်လိုခေါ်မလို့ဆိုလို့ရှင် အဲနိုင်ငံယူနိုင်ငံယူဆိုတာအဲ့ဒီတိုင်းရင်းသားလက်နက်ကိုင်အုပ်စုဒါနိုင်ငံယူအမိချက်မိစားကောင်းချက်ကောင်းစားတွေ AA ကနေစပြီးတော့ AKIA အထိကနော်နိုင်ငံယူခင်ဗျားတို့ကြုံလို့ဖြည်သူကြတော့လဲကြုံယူတယ်နော်နော်ခင်ဗျားတို့တကယ်ကြုံစိတ်တတ်ပဲရှိတယ်အဲ့တော့ကြုံစိတ်တတ်ကိုလျှော့ပါနော်ခင်ဗျားတို့ဒီခင်ဗျားတို့ကြုံစိတ်တတ်မလျှော့ဘူးဆိုလို့ရှိရင်လေဘယ်အစိုးရပဲတက်လာတက်လာခင်ဗျားတို့ဒီပင်ရောစိန်ပင်ရော online မှာ iPost တင်ပြီးတော့တောင်းကြနေတဲ့သူတွေအားလုံးလည်းကြားရမှာခင်ဗျားတို့ ဘယ်အစိုးရပဲတက်လာတက်လာခင်ဗျားတို့ပဲစားမှာနော်ဘာကြောင့်လဲဆိုခင်ဗျားတို့ကကြုံစိတ်တဲ့နယ်ခင်ဗျားတို့ဒီကြုံစရိုက်ကိုမပြင်းမချင်းဘယ်အစိုးရတက်တက်ခင်ဗျားတို့ကိုပဲထဲ့မှာနော်ခင်ဗျားတို့ကိုပဲလုံမှာအဲ့တော့ဒီပိန်းဆိုရဒီပိန်းညာလဲဟာငါတို့အစိုးရကြီးတက်ဖို့အတွက်ဒီစိမ့်တွေကိုရိုက်ကမဲ့ပုတ်ကမဲ့ဆဲရမယ်ကိုလုံနေတာထောက်ခံတာမှမသိသမားအေးအကယ်၍ဒီပိန်းအစိုးရတက်လာပြီးဟေ့ဆိုရင်တော့မှပဲမင်းတို့ကအရင်ဆုံးမင်းတို့အချုပ်တိုင်းရင်ထဲ့မှာနော်ဘာကြောင့်လဲဆိုတော့ မင်းတို့ကကျွန်စီရိုက်ပဲရှိတာအဲ့တော့မင်းတို့ကမရှင်းသေးရကမရှင်းသေးရဘယ်အစိုးရမှကောင်းကောင်းအုပ်ချုပ်နိုင်မှာမဟုတ်ဘူးထို့တူပဲစိမ့်ပိနေအနီအိုးစုနိုင်လိုက်ရင်ပြီးရောဟာလားအာဘယ်လိုဟောလဲဆိုလို့ရှိရင်အနိုင်ချင်းဆဲဆိုတောင်းညာဟာလားအမြင်မတူညာဖြစ်မပူနဲ့ဦးမင်း online တက်လို့တမရဖြစ်သွားရင်ဘယ်သူမှအရင်ဖမ်းဘူးခင်ဗျားတို့ကပဲအရင်ဖမ်းမှာနော်ခင်ဗျားတို့ကပဲအရင်ဖမ်းမှာအဲ့ဒီတော့ကြောင့်မို့လို့ကျွန်စီရိုက်ကိုရှော့နော်နိုင်ငံကိုချစ်တက်မတော်ကိုချစ်နော် တိုင်းပြည်ကိုချစ်ပြည်သူကိုချစ်ကျွန်တော်တို့ဒီဘောတွေကိုမချစ်နဲ့เนาะထမိန်တွေကိုမချစ်နဲ့အဲ့ဆိုသိစေချင်တယ်เนาะဟုတ်လားဘောမာကောင်းတယ်ဘောမာတာ ਨੇ စစ်တပ်ဘောမာစစ်ဘောမာ ਨੇ အဘဘောမာမတူဘူးဆိုတာသိဖို့လိုတယ်เนาะကိုယ်တော်ဘုန်းကြီးလားအဲကိုယ်တော်ဘုန်းကြီးကတော့အခုလောလောဆယ်အမှု အမှုတွေရှားနေတယ်နော်အမှုတွေရှားနေတာပြင်းခံနေရတယ်သူပြောပွင့်နေပြောတာဒီနေရာလေးအားလုံးကကျွန်တော်ကြည့်တာပေါ့သူ့ရဲ့ဓာတ်ပုံတွေနဲ့တက်လာတယ်နော်ပြင်းခံနေရတဲ့ပုံစံတွေတွေ့ရတယ်နော်နိုင်ငံကိုချစ်နော်စစ်တပ်ဘောမားနဲ့စစ်ဘောမားတာနဲ့အဘဘောမားမားနဲ့မတူဘူးဆိုတော့သိစေချင်တယ်နော်အဲ့တော့ခင်ဗျားကျွန်ယူတယ်သိထားမယ် မင်းတို့ဗားတယ်လဲကောင်းကောင်းမွန်ရေးကြအောင်ဟုတ်ပြီအဲ့ဒါကတော့နောက်တစ်ခုပေါ့လေနော်အဲ့တော့ကျွန်တော်စီရင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ပြပြောဆိုပေးနေရအကောင်လုံးဟာအတက်မလို့ချစ်လို့အခုတက်မလို့ခင်ဗျားတို့အခုဒီနေ့ဆိုဘယ်လောက်ထိဆိုးလဲဆိုရှင်ဓာတ်ဝဲထီခီနော်ဓာတ်ဝဲထီခီဒီနေဆက်ကျော်ကစကန်းအယောက်20ကျော်ပဲရှိတာနော်နော် အာဘလို့ခေါ်မလို့ဆိုရှင်ဒီအင်အားဘလို့ခေါ်မလဲအများကြီးအများကြီးပေါ့ဗျာနော်တော်တော်လေးအာဘလို့ခေါ်မလဲရင်ဆိုင်နေရတာပေါ့ဗျာနော်အဲဒီလောက်ပဲကျွန်တော်ပြောချင်တယ်ထားပါเนาะအဲ့တော့နောက်ထပ်ပေါ့ဒီတချို့နေရာတွေပေါ့ဒီအချင်းပြင်းနေလဲအခြေအနေကစစ်တပ်ကအောက်မှာဖြစ်ချင်တိုင်းဖြစ်နေတာ ကျုပ်တို့ကဘယ်လိုဟောမလဲဆိုတော့အဘအပေါ်မှာအဘမှန်ပါလားဆိုပြီးပြောတာအခုစကန်းနေကင်းရင်ပြနေမှာစကန်းနေမကုံမကုံတော့စကန်းနေကုံနေပြီကင်းရင်ပြနေမှာလဲနော်ကချင်ပြည်နယ်စကန်းနေကုံနေပြီဟုတ်ပါလားရခိုင်ပြည်နယ်မြို့တွေကုံနေပြီဟုတ်လားနောက်ထပ်အချင်းနေကောင်းပါဆိုတဲ့နောင်ချိုဆိုတာလဲနောင်ချိုမြို့ထီမတိုးနိုင်သေးဘူးနော်အဲ့တော့ကိုကမပါခအပေါ်မှာကျွန်တော်တို့ဒီရမခကြာသွားပြီနော်ရမခကြာတယ် နော်နဘာခကြတယ်စစ်တိုင်းနေကြတယ်ဟလာအဲ့ချိန်ထိလည်းခင်ဗျားတို့အဘဘောမလို့ကောင်းနေတော့မယ်စစ်တပ်ကိုတစ္ဆာရှိရမှာမင်းတို့အဘကိုအတစ္ဆာရှိရမှာအဘဘောမနဲ့စစ်ဘောမနဲ့မတူဘူးနော်အဲ့တော့အဘဘောမဖြစ်ချင်သလားမင်းတို့စစ်ဘောမဖြစ်ချင်သလားမေးကြည့်ပါကျွန်တော်မေးကြည့်ချင်တယ်ဗျာအကျွန်ညီကောင်မတော်မများစစ်ဘောမမလားအဘဘောမမလားနော်စစ်ဘောမမလားပြောပါ အဲကိုစားဝိုင်းအတွက်အဲစိတ်ရင်းတကယ်မှန်ခဲ့တာလေကိုမောင်မဲရှိတယ်တဲ့ကျန်တဲ့သူတွေကောင်းဆောင်ခြင်းကြတယ်အဘဘောမမလားစစ်ဘောမမလားကိုဘောကိုမောင်ကျုပ်တို့ကစစ်ဘောမမဘာကြောင့်စစ်တက်ကိုမလားစစ်တက်မရှိလို့မရဘူးအဲစစ်တက်ကောင်းဖို့အတွက်ကကျုပ်တို့ကတော့ခမတို့ချစ်ချင်းမုန်းခြင်းတဲ့ပုံမှာပတ်ထားလောက်ဆရာရှိတာလောက်သွားအောင်ပါပဲပြောဆရာရှိတာပြောသွားအောင်ပါပဲနော်စစ်ဘောမမလားဟုတ်ပြီ မမဘာရလဲမမဘာရလဲဆိုတော့ဘာရဖို့အတွက်မမျော်လင့်နဲ့ကျွန်တော်နိုင်ငံအတွက်တိုင်းပြည်အတွက်ပြည်သူအတွက်မမှာနော်စစ်တပ်ပြစီသွားလို့မရဘူးအဲ့တော့စစ်တပ်ပြစီသွားလို့မရဘူးစစ်တပ်ကမှစစ်တပ်ကိုချင်းနော်ဟိုဥမင်း online နဲ့စပြီးတော့စစ်သားအစ်စ်ကလေးကအစချစ်ကမယ်ခင်ဗျားတို့အခုကစစ်တပ်ကိုချစ်တာမဟုတ်ဘဲနဲ့အဘဘောလောက်ထိုင်ချစ်နေတဲ့ဘောမဇိုက်လောက်ပဲရှိတယ်အဘဘောမဇိုက်နဲ့စစ်ဘောမဇိုက်နဲ့မတူဘူးကျုပ်စစ်ဘောမနော် ်ခင်ဗျားတို့ပါရည်ရေးမယ်မင်း No 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 စစ်ပေါ်မှာလာပြည်စရာမလိုနော်အဲ့တော့ကနီပိန်အော်နီပိန်ဘလိုဟောမလဲတကယ်ဟိုနီပိန်စရိုက်နေနော်အနီပိန်ငပိန်နေပေါ့ဗျာနီပိန်ငပိန်နေရတဲ့စကားလေးကိုထည့်တော့မပြောတော့ပါဘူးစစ်ပေါ်ကွယ်မှာမှာပေါ့ဗျာနော်ဒါပေါ့အဲ့တော့เออဒီစကန်နေပါအခုဆိုရှင်ဒါတော့တည်တည်တံပြောပြန်ဗျာဒီနေ့ကျွန်တော်နည်းနည်းလေး အာဘောခေါမ်းလဲကျွန်တော်ဗောဝေဘဝုမြင့်တက်နေအားလုံးနဲ့ပတ်သက်ပြီးတော့ဒါလောက်ရတရားတွေပဲဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လည်း view side မှာမဟုတ်ဘူးအာကျွန်တော်ပြောစရာရှိတော့ဆက်လက်ပြောသွားမှာဖြစ်တယ်ကျုပ်ရဲ့ယက်တီချက်ကတော့ရှင်းတယ်စစ်ဘောမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်ဘက်ကပဲယက်တီသွားမှာဖြစ်တယ်အဘဘက်ကယက်တီသွားမှာမဟုတ်ဘူးနော်အဲ့တော့စစ်တပ်မှာသာအခုအဘဘောမှာနေတဲ့ကောင်လေးနော်အဘဘောမှာနေတဲ့ကောင်လေးမေးချင်တယ်ခင်ဗျားတို့ဟိုစီရေးနဲ့ပတ်သက်ပြီးတော့ဗောတော်တော်များများပေါ့ဗျာနော် ဘာများစစ်တပ်ပေါ်ကောင်းခဲ့တာများရှိခဲ့သလဲအောက်ရှိမှာတကယ်စစ်တီတွေခံနေရတယ်စစ်တီတွေအသက်ကိုတော့ကယ်ဘူးသလားနော်စစ်တီတွေအတွက်အကောင်းကျိုးများဘာများခင်ဗျားတို့ဖြစ်အောင်လုပ်ထုံဖြစ်ထုံးအောင်လုပ်ခဲ့ပေးဘူးလေခင်ဗျားတို့ကခင်ဗျားတို့ပြန်ပြီးအာရအပမှန်နဲ့နော်စစ်တပ်ကြီးပုံကောင်းလဲဆိုအပကြီးမှန်အပကြီးမှန်လဲဆိုတာကြတော့အောက်မှာစခန်းနေမှာနော်ဒုက္ခရောက်နေတာငတ်နေတာ နော် စခန်းနေအသိမ်းခံနေရတာနော် ဖြစ်ချင်တိုင်းဖြစ်နေတာနော် စစ်ထဲမှာအခုဖြစ်ချင်တိုင်းဖြစ်နေကြတာနော်ဖြစ်ချင်တိုင်းဖြစ်နေကြတာဒါတွေကိုခင်ဗျားတို့ဖော်ထုတ်ပေးမှစစ်တပ်ဆိုတာကောင်းလာမယ်စစ်တပ်ဆိုတာကောင်းလာမှစစ်တပ်ကတည်မြဲမယ်အခုအောက်မှာဘာတွေဖြစ်နေဆိုတာကြတော့ခင်ဗျားတို့အဘဘောမတွေကြအဲအဘတွေကပဲလှုပ်ရှားနေတာအဲအဘတွေကပဲလှုပ်ရှားတဲ့အကြောင်းမို့လို့စီးရင်တိကျမတင်ပြဘူးနော်ဒီထက်ပိုပြီးကျွန်တော်မပြောချင်တာတချို့တက်တယ်ဆိုလို့ရှိရင်စစ်ပြေးဘလောက်ရှိတယ်အဲစစ်ပြေးလာစားထိုင်ခစားနေတာနော်စစ်ပြေးစစ်စံခန်းတစ်ခုမှာနော်စစ်ပြေးအရောက် 30ရှိအဲ့30လစာကိုထိုင်စားနေတာအပေါ်စင်းပြထားတယ်အဲ့ဒါခင်ဗျားတို့ကကျွန်တော်တို့ကဒါမျိုးပြောပြီးဟဲ့ဆိုလို့ရှိရင်စစ်တက်ကောင်းဖို့အတွက်ချုပ်လို့ပြောပြီးဟဲ့ဆိုရင်ခင်ဗျားတို့အဘဘောမတွေကဟာဘမောင်တိထားဘမောင်တိထားဟမ်ဟမ်အဲ့ဒါကျုပ်တို့ကမထားကျုပ်တို့ကမပြောထားပါတော့ဗျာတက်စကန်ကမှစစ်ပြေးကအားလုံးအယောက်35ယောက်ဗျာအဲ့35ယောက်အတွက်တယောက်တယောက်9သိန်းနဲ့အတွက်နော်တလတလောက်သိန်း180 သိန်း380လောက်ကလစဉ်အဲ့တယင်းမှုနဲ့နော်တယင်းမှုကြော်တွေကထိုင်စားနေတာထိုင်စားနေတာနော်အဲ့တယင်းပိုကြီးနဲ့ပေါင်းပေါင်းပြီးတော့စင်းအင်းဖြောက်သွားနော်အဲ့လိုမျိုးတွေထိုင်စားနေကဲဒီစကမ်းကိုအဘခင်ဗျားတို့ရဲ့အဘပေါ့ဗျာနော်ခင်ဗျားတို့ရဲ့အဘကတော့ဟာဒီစကမ်းမှာစစ်အင်အားဘလောက်ဘလောက်ရှိတယ်ဟလားအဲစင်ရဘလောက်ရှိရတွတ်ထားပါလိမ့်တွတ်ထားရဟုတ်ပြီလာတိုက်လေအေးဆေးပါသူပြုတ်ကူပြချာချာမှာပဲလေဟုတ်လား တကယ်တကယ်ပြတော့ဘေတိဆိုတော့မှခံစခန်းအသိခံလာရပြီတိမ်းမှာရောအောက်မှာဒီမှမရှိဘူးဒါလည်းကြောက်ခင်ဗျားတို့ဖော်ထုတ်ဖို့မရှိဘူးဒါမျိုးဖော်ထုတ်ရတဲ့သူတွေဆိုလို့ရှိရင်အာမင်းတို့ကစစ်တပ်ကိုသွေးခွဲနေတာမင်းတို့ကတလန်တွေတရှုတွေသတိထားခင်ဗျားတို့ကလေဒီအရွယ်ကြီးရောက်မှလည်းဘလို့မှလက်ပေးတင်လို့တက်မဲ့နော်ဟိုဘယ်ကောင်မခွေးအိုများလို့ပဲဟာခွေးအိုများလို့ပဲဒါလည်းကြောက်လို့ဖော်ထုတ်လိုက်ရင်ကထဟိုဂိတ်စခန်းတွေမှာကောက်နေတယ်ဘယ်ဂိတ်မှာဘယ်ဂိတ်မှာဘလောက်ရဘလောက်ရဘလောက်ရနော် ဒီဂိတ်တွေကောက်နေတယ်ငါလှုပ်ပေးနေတယ်ဒါတွေအားလုံးကိုကျုပ်တို့ကပြောလိုက်လို့ရှိရင်လည်းဟာဒီကောင်တွေကစစ်တပ်ကိုသွေးခွဲနေတာအမှန်တကယ်အိုက်ဂိတ်ကပဲလက်နက်တွေဝင်ပြီးတော့အိုက်ဂိတ်ကပဲသွားလာသွားပြီးတော့မှဒီလိုလောက်အောင်လဲကျွန်တော်တို့စစ်တပ်ကမှခံလိုက်ရဗီတိဆိုဗီတိဆိုကြာနေအဲ့ဒါတွေပဲနော်အဲ့ဒီထက်ပို့ပြီးတော့ဆိုးလာတာကနော်တက်စကန်နေမှာနောက်ထပ်တယင်းမှုကိုယ်တွေတောင်းညမ်းနေတာစစ်တပ်ရဲ့စွဲစည်းပုံတွေရီမန်းချက်တွေနောက်တစ်ခုကစီးလုံးညီညွတ်မှုတွေပြက်စီးပုံတွေ ပန်းကြောင်လည်းဆိုတော့တည်ရင်မှုကအလုံးမလုံးပဲနဲ့တည်ရင်မှုကတော့ကတောင်းကျင်နေတောင်းကျင်နေတာပမ် DS လည်းမတက်ဘူးဘူးဘယ်ကဘယ်ချောင်းချူတောင်းချောင်းချကဘလို့ရပြီးယူတာလဲမိမတယောက်ကနော်စစ်တပ်ကိုအုပ်ချုပ်ကျင်နေအုပ်ချုပ်ချဲလဲကျင်တိုင်းချဲလဲနေတာစစ်တပ်ထဲမှာစိတ်သက်တွေပြက်ပြားပြီးထွက်ပြေးကုန်တာဒါတွေပါတယ်နော်မလားအဲ့တော့နောက်တစ်ခုစစ်စခန်းနေတိုက်လို့ရတယ်မတိုက်တာအများကြီးရှိတယ် ဒါတွေကလည်းခင်ဗျားတို့ဟိုကျုပ်တို့ကပြောလို့ရှိရင်ကျုပ်တို့ကဘယ်လိုဆိုစစ်တပ်ကိုတွေးခွဲတယ်လို့ပြန်အောင်နော်စစ်သားတွေစစ်တပ်ကလည်းထွက်ပြေးအကြောင်းမဲမဟုတ်ဘူး PR တွေအနိုင်ကျင့်မှုတွေကြောင့်ပြန်ထွက်ပြေးပုံလားအဲ့တော့ကျုပ်တို့ကမပြောတော့လည်းမပြောလို့ပြောပြောမပြောတော့ကြောင်ခင်ဗျားတို့များပြောမလားမှတ်တယ်ခင်ဗျားတို့ကအဘဘောပြီနော်အဘဘောတွေပြီနေတာအဲ့တော့ဒီ system ခုကစနာတယောက်ရေးပါကောင်းပါလားပါလားနော် ဒီ system ကိုဒီ system ကြီးဝိုင်းပြင်ရမယ်နော်အဲ့တော့ကျုပ်ကဟိုတော့ဝမ်ဟင်းကြောင်းနည်းနည်းပြောပြလေးပါလားတဲ့တင်းမျိုးစုံဖြစ်နေတော့အကျွန်တော်ဒီကိစ္စဒီ light ကို relay ပြန်ကြည့်လိုက်နော် relay ပြန်ကြည့်လို့ရှိရင်ပေါ်လာလိမ့်မယ်အဲကျွန်တော်ပြောထားပြီးသားပါနော်ပြန်လေးကြည့်လိုက်ပါအဲ့တော့ option မှာအခုကြောက်ဖြူကြောက်ဖြူဆိုလို့ရှိရင်ဟာအားလုံးလော်လိုက်ကြလော်လိုက်ကြအဲ့ကြည့်လိုက်လို့ရှိရင်အဖအပေါ်မှာလေးပဲ အဘဘောမနဲ့စစ်ဘောမနဲ့မတူဘူးဆိုတာသိဖို့လိုတယ်နော်ခင်ဗျားတို့ကိုခင်ဗျားတို့ပြန်ပြီးငါဒီအဘဘောမလားနော်ငါဒီစစ်ဘောမလားပြန်ပြီးအဲ့တော့စစ်ဘောမနဲ့အဘဘောမနဲ့မတူဘူးအဲဒီနိပိန်ကတော့သူတို့ကဘောပေါင်းကုန်ပါအဲ့တော့ဒီ ER ကိုအကုန်လုံးပဲဘောမှာအဲသူတို့ကြလည်းဘောကများလောနဲ့အဲကြောင့်ဘောအများကြီးမှာမှာဆိုကျွန်တော်တလုံးပဲမှာတာစစ်ဘောပဲမှာတာနော်စစ်ဘောပဲမှာတာကျွန်တော်ကနော်ဟုတ်တယ်ကွန်ဘောပဲမှာတာ တော့ကျုပ်ကိုပိုင်းစားတယ်။ကျွန်တော်စားကြိုက်စားလို့မရဘူး။ကိုဖုံးကိစ္စကကိုဖုံးကျွန်တော်ကြည့်တာဘောနော်ခဏလေး။ကိုဖုံးကျွန်တော်ကြည့်တာတော့သူအနေနဲ့တတူမာလာတူမှန်လားဆိုတဲ့ခါကြတော့ပုံမှန်လေးကျွန်တော်ပြောမယ်နော်။အဲသူလည်းမမှန်ပါဘူး။သူမမှန်ပါဘူး။သူမှန်သည်ရှိမှသည်ကျွန်တော်ပြောပြဥပဒေတိုင်းလှုံ့ဆော်လို့နေသွားရင်ကျွန်တော်ဘာမှဖြစ်ဘူး။နော်ဘာမှမပြောဘူး။တော့သူလည်းဆဲတယ်ဆိုတယ်ဟဲ့လားဒါမျိုးတောင်းကျမ်းနေဆိုတာမျိုးကတော့ အဲထိန်းသိမ်းရမှတိုင်းတာလေပါတော့ဒါလည်းမှန်ပါလေအဲ့တော့ဥပဒေနဲ့သွားလေနိုင်ငံဥပဒေမဲ့နေပြီလားလုတ်ချင်တယ်လို့တည်မင်းတော့လုံမလုံမရဘူးလို့ကျွန်တော်ပြောချင်တာเนาะအဲ့တော့ချုပ်စကန်းနေရထိုးကျွေးခံထားရတယ်ဒါတွေအားလုံးကြတော့ခင်ဗျားတို့ပြောပြီးမှခင်ဗျားအဘဘောမတွေမိကြခင်ဗျားတို့များပြောပြီးမလားခင်ဗျားတို့များဒီနည်းနည်းလေးများပြားပေးပြီးတုံတိုက်ပြီးပြောပြီးမလားမှတ်တယ်အဘဘောထိုင်မှပြီးတော့အဘဘောအောက်မှာလုံးဝတန်နေတိတ်နေ စစ်ဘောမှဆန်းပါဗျာနော်ခင်ဗျားအဖအဘောမှမကြပါနဲ့နော်အော်ခင်ဗျားတို့ပြောပြမှာမှတ်တယ်ကျုပ်တို့ကအမုန်းခံပြီးပြောပြတယ်ပြောရတယ်မုန်းခံတာဘာမှမဖြစ်ဘူးခင်ဗျားတို့ချစ်ချင်းမုန်းကြီးကို view ဆိုင်နေမယ်ဆိုကိုမောင်တော်ဖြစ်မလာဘူးနော်ကိုဘုန်းတော်လည်းဖြစ်လာမှာမဟုတ်ဘူးချစ်ချင်းမုန်းကြီးကို view ဆိုင်ကြရမလို့လုတ်เสียရှိတဲ့အလို့နိုင်ငံအတွက်ကောင်းမှုတက်မလို့တဲ့ကောင်းမှုဆိုကျုပ်တို့လုတ်မှာပဲနော်ကျုပ်တို့ပြောမှာပဲနော်ကျုပ်တို့ပြောမှာပဲနော်အာ တော့အဲ့တော့သူအဲမလဲစိန်ခေါ်နေတယ်စိန်ခေါ်နေတယ်เนาะအဲ့ဥစ္စာလည်းအဲ့ဒီဆရာတော်ကိုလည်းပြောလိုက်ပါကျွန်တော်တို့ကတော့ကျွန်တော်လည်းငငယ်ရလဲကျွန်တော်အဖေါ်အတင်လာတော့ဘုံကြီးတွေ့ရင်တဲ့เนาะသူကသူဘာဘုံကြီးပဲဖြစ်ဖြစ်အရင်ဥဆုံးကတော့ရမယ်ဆိုပြီးကျွန်တော်အတင်ပြထားတာเนาะအဲ့တော့အဲ့တော့မာကျွန်တော်တန်ခါတော်တွေလေးစားပါလဲเนาะအဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ငိမ့်စုစီလောက်တော့သိပါလို့เนาะနတ်ဆကကြီးကလည်းအဲ့လောက်ထိ အဲပြိဆန်လို့မချင့်ချင်ပါဘူးလို့နော်ဟဟလာရဲစခန်းကအတိမတ်ပြူတယ်ခွင့်ပြင်းငိမ့်စီစီပေးတယ်ဆိုရှင်နေရာလေးတစ်ခုမှာဘယ်ချိန်ကနေဘယ်ချိန်တနာရီရိုက်နှစ်နာရီကျုပ်တို့ဆန္ဒပြမယ်နော်ဆန္ဒပြဆိုတော့ကိုယ့်ရဲ့ဆန္ဒကိုစိတ်ထဲရှိတဲ့ဆန္ဒကိုငြင်းငြမ်းစွာနဲ့ကျုပ်တို့ကိုယ်ဖုံးလွတ်မြောက်ပါစေဆိုတဲ့ပုံစံလေးနဲ့ဟလာမမေ့ဘူးဆိုတာလေးလုတ်လုတ်ပြတာဟာဘယ်အစိုးရမှဘယ်နိုင်ငံကဖြစ်စည်းနေရမှာမဟုတ်ပါဘူးအဲ့လောက်တော့မှအသိဉာဏ်မရှိရခင်ဗျားတို့ကခွေးအိုမှလက်ပေးတင်နေကျွန်တော်ဘလို့မှတင်မိလို့ရမှာမဟုတ်တော့ဘူးနော် ဒါနိုင်ငံရေးသဘောတရားတွေဒီလောက်တော့မသိတဲ့ခါကြတော့လေကျွန်တော်မှခင်ဗျားတို့တက်တုံးတော်တော်ဝေးပါလေတန်းရလေအယောင်ကွာလုံးတဲ့ခါကြတော့ခါကြရင်ကျွန်တော်လည်းဟိုဘယ်မှာစိတ်သက်ကြမိတယ်ဗုဒ္ဓကနော်ဖျားဖြစ်တဲ့ခါအောင်ပါဆိုလို့ရှိရင်ဖျားစပြီးတော့နော်ဖျားပွင့်တဲ့ခါမှာတရဝါတွေကြည့်ပြီးတော့စိတ်ပြတ်တယ်ငါတရားမဟုတ်တော့ဘူးလေဘာကြောင့်လဲဆိုတော့ငပိန်သက်သက်ကွာတဲ့ငါတရားတွေကနက်နေနော်အလူတွေကြည့်လိုက်တဲ့ခါကြတော့လေတတလောကကြည့်တယ်ငပိန်သက်သက်ကွာတဲ့အဲ့တော့မဟုတ်ဘူးကွာတဲ့ ဥဒ္ဓါပြောတော့ဥဒ္ဓါပြောပါလေအာလာပြီးတော့ဘုကောင်းဆိုတော့နတ်လားပြမလားမသိပါဘူးလာပြီးတော့ရှောက်တယ်ရှင်ဖျားလူဆိုတာမျိုးက၃မျိုးလောက်ရှိပါလေဖျားပါဘောနော်အဲ့တော့အတိညာရှိတဲ့သူတွေကရသွားမယ်အတင်းတင်းတဲ့သူတွေကလည်းအတင်းတင်းတော့ရသွားမယ်အဲ့ဒါလုံးဝပိနေသူကြလည်းလွတ်ထားလိုက်ပေါ့တပိတ္တကမ္မတကာပေါ့ဆိုပြီးအဲ့တော့မှဖျားတရားဟောတာအဲ့တော့ကျွန်တော်လည်းဖျားထုံတော့ဗုဒ္ဓကကျွန်တော်ရဲ့ idol ပါနော်ကျွန်တော်တွေ့ရဆုံးကဗုဒ္ဓပါအဲ့တော့ဗုဒ္ဓက အဲ့ထားပါတော့ကုံမောင်နေနဲ့နိုင်ငံရေးမပြောတော့ဘူးကွာဆိုပိန်းနေငတုံးနေလာကြရည်ပဲဆိုကျွန်တော်မပြောတော့ဘူးဆိုကျွန်တော်ထားတော့မလို့ပဲအဲ့မဲ့ကျွန်တော်လူတွေကိုကြည့်လိုက်တဲ့ခါမှာဩကိုနာဖေးမလိုက်လို့အသိဉာဏ်ရသွားမဲ့သူတွေနေချင်းပေးလိုက်လို့အောင်မြင်သွားမဲ့သူတွေရှိပါသေးသလားကျန်တာတွေကတော့လည်းတတ်နိုင်ဆုံးပြောလို့ရပါသလားငပိန်းငပိန်းနဲ့လပါကြဦးကြောင်ကြားတွေကတော့သူသူပုံစံလေးတိုင်းသူထားလိုက်တော့လို့ပြောချင်တာပါဗျာနော်ကဲဟုတ်ပါပြီအဲ့တော့အဲကျွန်တော်အနေနဲ့ဒီနေ့ဒီလောက်မှာပဲကျွန်တော် အားလုံးကိုတုံ့ပြန်ခဲ့ပြရစေနော်ချစ်တဲ့ကြည်ကုံမောင်မများခင်ဗျားစစ်ပွဲပဲမှာကြပါနော်